မြန်မာစစ်ကောင်စီနဲ့အတိုက်ခံတွေကြားငြိမ်းချမ်းရေးဆွေးနွေးဖို့ဖြစ်နိုင်ခြင်းရှိရလို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်ကောင်စီနဲ့တော်လိုင်းဖွဲ့တွေကြားငင်းချင်းဆွေးနွေးပွဲအခွင့်အရေးတွေများပြားခဲ့တယ်လို့ဝန်ကြီးချုပ်အောင်သက်စင်ရှင်နာဝက်ကပြောပါရယ် မကြသည်မီကဗန်ကောက်မြို့မှာကျင်းပတဲ့ထိပ်သီးဆွေးနွေးပွဲမှာအဆိုပါစင်ကိုကိုစစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်ကအပြုသဘောဆောင်စွာတုံ့ပြန်ခဲ့တယ်လို့သိရပါတယ်။၆ကြိမ်မြောက်ပင်စတန်ထိပ်သီးဆွေးနွေးပွဲဘီဗန်အဖြစ်မင်းအောင်လိုင်နဲ့ဆွေးနွေးခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အကြံပေးဖြစ်သူသက်စင်ကဆိုပါတယ်။ မြန်မာစစ်ကောင်စီကတွဲဆောင်ဆွေးနွေးရေးသဘောတူဖို့မရပြီးကျွန်တော်တို့ဆွေးနွေးမှုအဆင်ပြေချောမွေ့စေဖို့ဆန္ဒရှိပါတယ်။ဘိုးချုပ်မူကြီးမြန်လိုင်းကကျွန်တော်တို့စကားနားထောင်ပြီးဆွေးနွေးမှုတွေထပ်မံပြုလုပ်သွားမှာပါလို့သက်စင်ကဆိုပါတယ်။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိတာနဲ့အဲ့ဒီစီမံချက်အတွက်ပထမခြေလှမ်းဖြစ်တဲ့ငြိမ်းချမ်းဆွေးနွေးမှုတွေအရေးပါတာကိုမင်းအောင်လိုင်းနဲ့သူကဆွေးနွေးခဲ့ပါတယ်။ကျွန်တော်တို့ဘယ်ဘက်နဲ့မှမပေါင်းပါဘူး။ကျွန်တော်တို့ဆွေးနွေးမှုတွေစတင်မဲ့ forum တစ်ခုဖန်တီးချိန်ရုံမှာလို့၎င်းကဆက်ပြောပါတယ်။မြန်မာစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေနိုင်ငံရေးအကျဉ်းသားတွေအရင်ဆုံးမလွတ်ပေးသေးပြီးမြန်မာနိုင်ငံမှာရွေးကောက်ပွဲတရကျင်းပနိုင်မှာမဟုတ်ဘူးလို့သက်စင်ကယုံကြည်တာကြောင့်အဆိုပါကိစ္စကိုမဆွေးနွေးခဲ့ဘူးလို့သိရပါတယ်။ ဆက်လက်ပြီးအာဆီယံကောင်ဆောင်တွေနဲ့မင်းအောင်လိုင်းအေပီလာ18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံမယ့်ကိစ္စငလင်ပင်အကူအညီပေးရေးအဓိကလို့မလေးရှားဝန်ကြီးချုပ်ကာကွယ်ပြောဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ အကြံပတ်စကောင်းဆောင်မင်းအောင်လိုင်းနဲ့အာဆီယံကောင်းဆောင်တွေလာမယ့်ဧပြီလ18ရက်နေ့ကြာတာပရင်းနေ့တိုင်းနိုင်ငံဘက်ကောင်းမျိုးမှာတွေ့ဆုံဖို့ရှိပြီးအဲ့ဒီလိုတွေ့ဆုံမှုဟာငလင်ပီးနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဓိကဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်နဝါကဆိုပါတယ်။မင်းအောင်လိုင်းနဲ့အာဆီယံကောင်းဆောင်တွေပထမဆုံးချိန်တွေ့ဆုံမှာ ဖြစ်ပါတယ်။အာဆီယံအနေနဲ့မြမအရေးဖြစ်ရှင်ရေပုံသဘောတူညီချက်၅ရပ်ကိုဆက်လက်ကင်ဆွဲထားပြီးတော့အခုတွေ့ဆုံမယ်ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက်သာဖြစ်တယ် ယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါရယ်လက်ရှိအပြစ်ကတ်ရစရေးတက်တန်းတို့ဘုစစ်ကောင်စီကိုတိုက်တွန်းနာရီအပါဝင်ကိစ္စရပ်တွေကိုဆွေးနွေးဖို့မင်းအောင်လိုင်းနဲ့ကြာတာပရီနီဘန်ကောက်မှာတွေ့ဆုံမှာဖြစ်တယ်လို့သူကဆိုပါရယ်မြန်မာနိုင်ငံမှာအဖြစ်ကတ်ရေးဆိုင်ကမကြသေးမီကငလင်လောက်ခတ်ခဲ့တဲ့ဒုက္ခတွေရတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ဖို့အရေးကြီးတယ်လို့သူကဆက်ပြောပါရယ် မြန်မာနိုင်ငံမှာမကြသေးမီကငလီလောက်ခတ်မှုပြင်းထန်ခဲ့ပြီးမလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီစေယုံကနေတဆင်မလေးရှားနိုင်ငံရဲ့အကူအညီတွေဆက်လက်ပေးဖို့သဘောတူထားပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်မေယောင်လိုင်းကိုဖုန်းခေါ်ပြီးရဲ့နောက်ဧပြီလ18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံဖို့သဘောတူညီခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပါရယ်။ဒါအပြင်စစ်တပ်အနေနဲ့စစ်စင်ကြီးတွေရဲ့ဆိုင်ထားမှသာအကူအညီတွေပေးအပ်မှာဖြစ်တယ်လို့သူကရှင်းရှင်းလင်းလင်းပြောကြားဆိုထားပါရယ်။ ပြည်သူတွေဒုက္ခရောက်နေတဲ့ဒါကြောင့်အပြစ်ခံရေးစိုင်းတောင်းဆိုခဲ့တဲ့နိုင်ငံအကြမ်းမာတော့မြန်မာဘက်ကအပြစ်ခံရေးစိုင်းကို AP 22ရက်နေ့ထည်ကြီးညာခဲ့ပါတယ်။ AP 18ရက်နေ့သူနဲ့တွေ့ဆုံချိန်မှာလည်းအပြစ်ခံရေးစိုင်းကိုတတ်တန်းတိုးဖို့တွန်းအားပေးသွားမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုပြန်ပါတယ်။